Okay guys, passion sport ကနေကြိုဆိုပါရစေ။ ရီယယ်မက်ထရစ်ကသူတို့ကပြောင်းလဲရတော့မယ် new era အတွက်နီးပြနေရမှာသလို့ရှင်เนาะဒါဇာဗီလိုလိုဆိုကိုရွေးချယ်ခဲ့ပြီးဆိုတော့ကတော့အားလုံးသိပြီးသားသတင်းလို့ပြောရလိမ့်မယ်မက်ထရစ်ကအရင်တုန်းကပြတာအလုံးသိရဲ့အတိုင်းပဲတရားဒီအတွင်းမှာ supply တွေလည်းအများကြီးရတယ် UCL ကိုလည်းတုံးနှစ်စရိုက်ရခဲ့တဲ့ဒီအစုဖွဲ့ကအခုချိန်မှာဆိုလို့ရှိရင်တော့ပုံဆုံးသွားပြီလို့ပြောရလိမ့်မယ်နောက်ဆုံးကျန်တဲ့ player ဆိုလို့ရှိရင်တော့ Daniel Carvajal တယောက်လောက်ပဲကျန်တော့မယ်အဲ့တော့ Matrix က လုံးဝကို generation gap အခုပြောင်းကိုရောက်နေပြီအရင်တုန်းကလူငယ် player တွေလို့ပြောရမယ် Vinicius တို့ Bellingham တို့ Valverde တို့ဒီ player တွေက Real Madrid ရဲ့ senior player တွေဖြစ်လာခဲ့ပြီဖြစ်ပြီးတော့အဝတ်လဲကန်းကိုဥဆောင်အောင်မဲ့သမားကြီးတွေဖြစ်လာခဲ့ပြီဒီညမှာဒါမျိုးငယ်ရွယ်တဲ့အစုအဖွဲ့ကိုဥဆောင်မှုအတွက် Real Madrid က Xavi Alonso လိုမျိုးနီးပြားကိုသူတို့ရွေးချယ်ခဲ့တယ် အဲ့တော့ဇာဗီလွန်ဆိုကလည်းအရင်ရှိတဲ့နင်းပြတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ Real Madrid ကိုဘလိုမျိုးဥဆောင်သွားမလဲ Real Madrid အတွက်ဇာဗီလွန်ဆိုကတကယ်ပဲတင်တော်တဲ့နင်းပြတစ်ယောက်ဖြစ်မလားဒါရင်နဲ့ပတ်သက်ပြီးတော့ဒီနေ့ view ထဲမှာကျွန်တော်တို့အသေးစိတ်ကြဆွေးနွေးတော့မှာဖြစ်ပါတယ်တော့ထောင်းတိုင်းပဲ view လေးမစခင်မှာတော့ကျွန်တော်ရဲ့ video လေးကို reaction တွေပေးခဲ့ပြီးတော့တကယ်လို့ you channel ကကြည့်နေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခွင့်ပေးပါနဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ video လေးကိုစလိုက်ရအောင် တကယ်တော့ဇာဗီလွန်ဆိုကိုယ်တိုင်ကလည်းအဲ့ဒါရီယယ်မက်ထရစ်ရဲ့နီးပြရာသူကိုလိုချင်လွန်းလို့သူကစားခဲ့တဲ့အသင်းဟောင်းကြီးဖြစ်တယ်လို့အဲ့ဒီအသင်းကြီးမှာလည်းသူကိုယ်တိုင်ကဒါကနဝင်စီရင်ဝင်ထားတဲ့အသင်းကြီးဖြစ်တဲ့ဘိုင်ယန်မြူနစ်လီဗာပူးဒါမျိုးအသင်းကြီးကိုညင်းပယ်ပြီးတော့ကိုရီယယ်မက်ထရစ်က offer လုံးမှသာလေလက်ခံပြီးတော့ရီယယ်မက်ထရစ်ရဲ့နီးပြဖြစ်လာတဲ့သူတို့ပြောရလိမ့်မယ် ဇာဗီလွန်ဆိုကားကပြီးခဲ့တဲ့သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့လီဗာပူးစင်မှာဆိုလို့ရှိရင်ဒါဘွန်ဒက်လီဂါမှာဆိုလို့ရှိရင်ဗျာဒီအမ်ဘီတန်ချန်ပီယံဖြစ်ခဲ့တယ်ဒီအမ်ဘီတန်ချန်ပီယံကတော်တော်လေးကိုဒါအန်ဟောင်းသစ်ဖို့ကောင်းတယ်လို့ချစ်ချစ်ဖို့လည်းကောင်းတယ်ဘာဖြစ်လို့ဆိုတော့ဒီအောင်မြင်မှုက ဒီဘွန်နယ်လီကာအတွက်ကောပြီးလီဗာပူးစင်တို့တာမကပဲနဲ့ဘောလုံးသမိုင်းမှာပါသမိုင်းဝင်တဲ့အောင်မြင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဇာဗီလွန်ဆိုကဆွမ်းဆောင်မှုကတကယ်ကိုချီးကျူးရမယ်အဲ့တော့ဒီလီဗာပူးစင်မှာပြခဲ့တဲ့ performance ကိုကျွန်တော်တို့ရီယယ်မက်ထရစ်ကိုလည်းဆက်ပြီးတော့ တည်လာဖို့လိုလိမ့်မယ်ဒီညမှာကျွန်တော်တို့ပထမအဆုံးစပြီးစဉ်းစားမှာပါတယ်ဆိုလို့ရှိရင်တော့ reserve လွန်ဆိုခဲ့ niche နှစ်ပိုင်းဆိုင်ရာကြွယ်ဝမှုကြောင့်ကျွန်တော်တို့စပြီးပြောရလိမ့်မယ်ကျွန်တော်တို့ဒီပုံသွားပြီးကြည့်မယ်ဆိုလို့ရှိရင်ဗျာဒီမှာဆိုလို့ရှိရင် reserve လွန်ဆိုက3-4နှစ်တည်းအစားကွက်ကိုပဲအများဆုံးအသုံးပြုထားရဆိုတော့ကျွန်တော်တို့မြားလိမ့်မယ်ဒါတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါလွန်ဆိုကဒီ3 back base ကိုအဓိကတည်ပြီးဆော့တဲ့ နီးပြမျိုးလို့ကျွန်တော်တို့ပြောရလိမ့်မယ်သူ့ရဲ့အောက်မှာဆိုလို့ရှိရင်3 5 2ကိုပဲအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာတဲ့ဇာဗီလွန်ဆိုက3ဘက်ကိုပို့ပြီးတော့ prefer ဖြစ်တဲ့နီးပြမျိုးလို့ပြောရလိမ့်မယ်အောက်မှာဆိုလို့ရှိရင်တော့ဒါ၄နဲ့3တက်၄၄နဲ့၅တက်၄၄တက်ဒါမျိုး formation တွေအများကြီးကိုလည်းအသုံးပြုခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဇာဗီလွန်ဆိုကဒီ missing ပိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ပြောင်းလဲပြင်လို့ရှိရဲ့ practically ပိုင်းက gift ဖြစ်တဲ့နီးပြမျိုးလို့ပြောရမယ် အခု real metric အသင်းမှာဆိုလို့ရှိရင်လည်းလက်ရှိ real metric အသင်းရဲ့စုပွဲမှုကဒါ full back နဲ့ကစားဖို့ပို့ပြီးတင့်တော်တာဖြစ်တဲ့အတွက်ကြောင့်မလို့ Xavi Alonso နဲ့သူ့ရဲ့ three back system ကိုဆွတ်လွတ်ပြီးတော့ full back ပြောင်းကစားမှာဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ဒီ video ရိုက်နေတဲ့အချိန်မှာ real metric အသင်းက သူရဲ့ club world cup ပွဲစဉ်ဖြစ်တယ်လို့ဇာဗီလွန်ဆိုခဲ့ပထမအဆုံးပွဲစဉ်ဖြစ်လာမဲ့အဲဟီလီယာသင်းရဲ့ပွဲစဉ်ကမကန်သေးဘူးအဲ့တော့အဲ့ပွဲစဉ်မှာလို့ရှိရင်တော့ဘယ်လိုမျိုးကစားလာမလဲဆိုတာကတော့ကျွန်တော်အချက်တော်စောင့်ကြည့်ရမယ်ဒါပေမဲ့ကျွန်တော် DVO ထဲမှာကောဇာဗီလွန်ဆိုအဓိကတောင်းတဲ့3ဘတ်နဲ့ပတ်သက်ပြီးတော့ပဲအဓိကထားပြီးတော့ဒါဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ဇာဗီလွန်ဆိုကဒီ Real Madrid မှာကောသူ့အတွင်နဲ့ဘယ်လိုမျိုးလူသင်းကိုအသုံးပြုမလဲဘေးပလီယာတွေက line နဲ့ရမလဲ ဒါရင်နဲ့ပတ်သက်ပြီးကျွန်တော်စပြီးပြောအောင်ကျွန်တော်ပထမဆုံးစပြီးပြောမှာဂိုသမားနေရာကိုကျွန်တော်စပြီးပြောရမယ်ဂိုသမားနေရာမှာဆိုလို့ရှိရင်ဒီဇာဗီလွန်ဆိုရဲ့အသင်းမှာဆိုလို့ရှိရင်ဂိုသမားကဒီ ball playing specialist ဖြစ်เสียမလို့ဥမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါ Peterson တို့ Pinto Diego Costa တို့ဒီလောက်ထိ ball playing specialist ဖြစ်เสียမလို့ ကွန်ပိုချာကောင်းကောင်းနဲ့ဘောလုံးကိုဟိုးထားပြီးတော့ distribution လုပ်ပေးနိုင်အောင်နဲ့လုံလောက်တယ်။ဒီညမှာသူတို့ရှင်ရဲ့လက်ရှိ Real Madrid ရဲ့ဂိုးသမားဖြစ်တဲ့ Corres ကလက်ရှိနေထားရတော့အတော်လေးကိုတင့်တော်တာဖြစ်တဲ့အတွက်ကြောင့်မလို့ Corres က Gavilon ဆိုတဲ့ system မှာအဆင်ပြေသေးတယ်လို့ကျွန်တော်တို့ပြောရလိမ့်မယ်။ပြီးလို့ရှိရင် San Fred Sanabel position ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်။ CCB position နေရာကတော့ သူ့ရဲ့ဒီ game ပေါ်မှာတောင်းဆိုရဲဒီ trade အရာကူက defense side ကိုအကောင် leak လုပ်ပြီးနိုင်ရမယ်ပြီးလို့ရှိရင်အဝင် trap တွေမှန်အမှားဖြစ်ပြီးတော့ defense side ကိုအကောင် leak လုပ်ပြီးတော့ organize လုပ်ပြီးနိုင်ရမယ် test တွေကိုလုပ်ရတဲ့ CB မျိုးကိုကျွန်တော်ပြောရလိမ့်မယ်အဲ့တော့ Real Madrid မှာဒီ central center back position ကိုအကောင်းဆုံးစားနိုင်တဲ့ player ကမရှိဘူး။ဒါပေမဲ့အခုချိန်မှာဆိုလို့ရှိရင်တော့ Real Madrid ကဒီ Hawson ကိုခေါ်ယူပြီးသားဖြစ်တဲ့ Hawson ကဒီ central center back position နေရာမှာ တိချာကစားနေတဲ့ပလေယာတယောက်ဖြစ်ပြီးတော့ the first line leader profile ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ central center back ညမှာဆိုလို့ရှိရင်တော့ Hawkson ကပဲကစားမယ်လို့ကျွန်တော်ကတော့မြင်တယ်။အဲ့တော့ကျွန်တော်တို့က SCB ညာကိုဆက်ပြီးတော့ကြည့်မယ်။ SCB ညမှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီ SCB မှာကစားတဲ့ပလေယာကဒီအသင်းရဲ့ကစားကွက်တိဆောက်တဲ့အပိုင်းမှာဆိုလို့ရှိရင်လေ low up လို့ရှိရင် overlapping ကြီး light ပြီးရတယ်။ Inter မှာဆိုလို့ရှိရင် Bastoni လို့လို့တဲ့လိုမျိုး light ပြီးလှုပ်ပြီးနိုင်ဖို့လိုလိမ့်မယ်။ဒီညမှာဆိုလို့ရှိရင်လက်ရှိ Real Madrid ထရစ်မှာရူဒီဂါရှိနေရဆိုတော့ကျွန်တော်တွေ့ရလိမ့်မယ်ရူဒီဂါကဒီ Chelsea နဲ့ Champion League ရတုန်းကလည်းဒီကျွန်တော်တူချဲခဲ့ system မှာဆိုလို့ရှိရင်ဒီ SCB အနေနဲ့ကစားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ Xavi Alonso ရဲ့ system က SCB နေရာမှာလည်းငောင်းကစားနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ကျွန်တော်ကျင်တဲ့ RCB နေရာကိုဆက်ပြီးတော့ပြောမယ် RCB နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်မို့လို့တကယ်လို့ military order ချက်ခံမှုပြေဝနိုင်မယ်ဆိုလို့ရှိရင်ဒီနေရာကမီလီတာဝက်နေရာဖြစ်ဖို့ဖြစ်နိုင်မယ်။ဘာဖြစ်လို့ဆိုတော့မီလီတာကအစတည်းက high potential မြင့်တဲ့နောက်ခံမှုဖြစ်ပြီးတော့သူ့ရဲ့ skill set အရာလေတော်တော်လေးကိုကျဲတဲ့နောက်ခံမှုတရားကိုဖြစ်တယ်။ဒါပေမဲ့ DPR က ACL ဖြစ်ထားတဲ့ injury ပကြကနာရတဲ့ player တရားဖြစ်တဲ့အကြောင်းမျိုးစာဗီလွန်ဆိုအနေနဲ့ သူ့ကိုဘယ်လိုမျိုးကင်တွင်သွားမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်တကယ်လို့ဒီမီတာကိုမကစားနိုင်ဘူးဆိုလို့ရှိရင်တော့အဆန်စီကိုပဲကစားဖို့ရှိရဲဒါပေမဲ့မီတာအိုလာကြံ့ခိုင်မှုပြီးွားနိုင်မယ်ဆိုလို့ရှိရင်တော့ဒီကြောင်ပေါ့ RCB နေရာကိုရှားလိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ကျွန်တော် running back နေရာကိုဆက်ပြီးတော့ကြည့်မယ် Real Madrid နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ရှင်းတယ်။တရားဘောကိုအာနုကမနေရရမှာဖြစ်တယ်။ Real Madrid ကသူတို့ရဲ့ right back နေရာမှာ Daniel Carvajal နေရာကိုအစားထိုးဖို့အတွက် အာနိုးကိုမဖြစ်မနေခေါ်ကိုခေါ်ရမယ်ဆိုပြီးဆုံးဖြတ်ချက်နဲ့ခေါ်ခဲ့တာဖြစ်ပြီးတော့တကယ်တမ်းမှလည်းဆာဗီလွန်ဆိုကအာနိုးကိုတုံးလိုက်မယ်။တုံးမယ်ဆိုတဲ့နေရာမှာသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့လီဗာပူးစင်မှာဒီဖရီမွန်ကိုတုံးမယ်လို့မျိုးကိုတုံးလိုက်မယ်လို့ကျွန်တော်ကတော့မြင်တယ်။အဲ့တော့ကြာဘောက်ကိုရိုင်ဝင်ဘက်နေရာမှာဆိုလို့ရှိရင်တော့အာနိုးကနေရာရလိမ့်မယ်။အာနိုးကိုယ်တိုင်ကလည်း attacking ကိုလိုက်ပြီးကစားရတဲ့နေရာမှာတော်တော်လေးကိုအားတန်တဲ့ဖူဘတ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ သူကဒီ full back ဆိုတာထက် wing back နေရာနဲ့တောင်ပို့ပြီး line လိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ကျွန်တော် hooper ချမ်းမှာရှိတဲ့ left wing back နေရာကိုဆက်ပြီးတော့ပြောအောင်ဒီညမှာတတော်များကကျွန်တော်နဲ့ဒီသဘောတူမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်။အဖြစ်ဆိုတော့ကျွန်တော်ကဒီညမှာ Vinicius ကိုထားပြီးတော့ကစားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ဒီ Zavilon ဆိုတဲ့ system မှာဆိုလို့ရှိရင်ငါကျွန်တော်အစောအိမ်မှာပြောခဲ့သလိုပဲသူ့ရဲ့ system တိဆောက်ပုံရဒီ wing back နှစ်ယောက်ကအရှိကစနာဖောကိုအတိကလိုက်ပြီးတော့ကူညီပေးရတဲ့ထောက်တိုင်တွေဖြစ်တယ်လို့ ဒီ onna ball structure မှာဆိုလို့ရှိရင်ဒီနှစ်ယောက်ကဒီ full back ဆိုတာထက် winger ပို့ပြီးတော့ဆန်တယ်ပြီး top strike မှာ1 vs 1နေအားကောင်းမယ်ချက် creation တွေလိုအပ်လို့ရှိရင်ကိုကိုယ်တိုင်ကိုသွင်းပေးရမယ်အဲ့တော့ torch line မှာ speed အခြေအနေကစားဖို့ဆိုတာက Vinicius တို့ player အတွက်အတော်လေးကိုတင့်တော်တယ်ဆိုရင်တခုရှိတာပါတယ်သလိုရှိရင်တော့ Vinicius အနေနဲ့တကယ်လို့အဲ့မှာကစားမယ်ဆိုလို့ရှိရင်တော့ခိုးပေါင်းနဲ့ပူပြီးတော့ဝေးသွားလိမ့်မယ်ဒါကိုတော့ Savilon ဆိုဘယ်လိုမျိုးဆုံးဖြတ်မလဲဆိုတော့ကျွန်တော်ချက်ကြည့်ရမယ်အဲ့တော့ကျန်တဲ့ midfielder နှစ်ယောက်နှစ်ယောက်ကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ပထမဦးဆုံးကျွန်တော်တို့ဒီအသင်းရဲ့ number 6တို့နေရာဒီ Antrimon နေရာမှာကြည့်မယ်ဆိုလို့ရှိရင်တော့ Real Madrid ရဲ့ နံပါတ်6တည်းမှာ Ultraman Season Design နေ player ကဒါ Truemani တယောက်ပဲရှိတယ်။အကျိုးကတော့ဒါ Kamavinga လည်းနေရာရရနေဆိုပြီးမဲ့လေ Kamavinga ပို့ပြီးတော့ Destroyer ဆန်တယ်။အသင်းငယ်တမုတ်စတင် adjustment တွေကိုလုပ်တဲ့နေရာမှာဒီ Truemani ကပို့ပြီးတော့ဒီကောင်းတာဖြစ်တဲ့အကြောင်းမလို့အလွန်ဆိုခဲ့ Real Madrid ရဲ့တမုတ်စတင် adjustment ကိုလည်းဒါကျွန်တော် Truemani ကပဲလောက်ရလိမ့်မယ်လို့ကျွန်တော်မြင်တယ်။အဲ့တော့ Truemani ရဲ့ drive ဖြစ်တဲ့ အာနံပါတ်8 rule ပေါ့နံပါတ်8 rule ဒီ free roaming နေရာမှာဆိုလို့ရှိရင်တော့သူ့ရဲ့ဘီနာက partnership ဖြစ်တဲ့ Chura Money ကိုလည်းအကောင့်လိုက်ပြီးတော့ဒီ cover လုပ်ပေးနိုင်မယ် passive ကိုလည်းလိုက်ပြီးတော့ကုပေးနိုင်မယ်ဒီ room မှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အခုချိန်မှာဒါ favorite ကိုပဲရွေးချင်တယ်ဘာဖြစ်လို့ဆိုတော့အဓိကတော့ worry ကြောက်လို့ပဲကျွန်တော်တို့ပြောရလိမ့်မယ်ဘာသာတီကဒီဘောလုံးပေးပို့တဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းတော်လေးကို တိကျတဲ့ pass accuracy ကိုလည်းပိုင်ဆိုင်လာတယ်ပြီးလို့ရှိရင် Favardi က already တတော်လေးကို strong ဖြစ်တဲ့ player တယောက်ဆိုတော့ကတော့အားလုံးသိတယ်ဖြစ်တယ်ပြီးရင်ဒီ player က Real Madrid ရဲ့ဒါအသင်းကောင်းဆောင်တွေကတယောက်ဖြစ်တယ်လို့ Toni Kroos ကနမကူပါဆက်ခတ်မှုရရှိကြတဲ့ player ဖြစ်တဲ့အကြောင်းလို့ Favardi က Xavi Alonso ရဲ့အသင်းမှာနေရာနေရာရကိုရလိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့နောက်ဆုံးကြံလေ front 3တောင်းနေရာ ဒီနေရာကိုကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ပထမဆုံးဒီကျွန်တော်တို့ RSS နေရာကိုစပြီးတော့ကြည့်မယ် RSS နေရာမှာဆိုလို့ရှိရင်တော့ Teja Box ကို Aracula ပဲနေရာရလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ဒီ Zavilon ဆိုတိဆောက်တဲ့ system မှာဆိုလို့ရှိရင်ဒါဒီ RSS နဲ့ RSS နှစ်ယောက်ထဲကတစ်ယောက်ကဒီ chat creation ကိုလုပ်ပေးရတဲ့ playmaker rule ကစားလေးရှိတယ် ဒီညမှာဒါလီဗာပူးစင်မှာဆိုလို့ရှိရင်ဖလော်ရန်ဝစ်ကစားတာဖြစ်ပြီးတော့ရီယယ်မက်ထရီမှာဆိုလို့ရှိရင်အာရာကူလာပဲကစားရလိမ့်မယ်ဒီမြောက်ကပလေယာပရိုဖိုင်ယာလဲအတော်လေးကိုစင်တူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအာရာကူလာပဲများရဖို့ပို့ပြီးတော့များတယ်ပြီးလို့ရှိရင်အလွန်ဆိုကိုတိုင်ကလည်းဒါအာရာကူလာရဲ့ပြည်သက်ဖြစ်ပြီးတော့သူလီဗာပူးစင်မှာရှိစဉ်တည်းကအာရာကူလာကိုခေါ်ဖို့အတွက်အချိန်ဖန်များစွာစူးစမ်းခဲ့မှုတယ် အဲ့တော့ iOS ညမှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ Aracula ကိုပဲထားရတယ် Rank code ကတော့စိတ်မကောင်းဘူးတဖြည်းဆိုတော့ဒါမျိုး hash speed မှာကစားတဲ့အလုပ်တွေက Rank code လုံနိုင်တာမဟုတ်တဲ့တောင်းမှုပဲကျွန်တော်ပြောရလိမ့်မယ်အဲ့တော့ကျွန်တော် LSS ညကိုဆက်ပြီးတော့ကြည့်မယ် LSS ညမှာဆိုလို့ရှိရင်တော့ Real Metric ရဲ့ Print ဆိုတော့ပြောလို့ရတယ် ဘယ်လင်ငံမဲကစားနိုင်မယ်ဘာဖြစ်လို့ဆိုတော့ဒီ Zafilon ဆိုတဲ့ system ကိုပဲကျွန်တော်ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဗျ Zafilon ဆိုတိဆောက်ထားတဲ့ system မှာဆိုလို့ရှိရင် Snapfor နှစ်ယောက်မှာ RSS နဲ့ LSS နှစ်ယောက်ရှိတယ်အဲ့မှာဆိုလို့ရှိရင်တယောက်က Playmaker နေနဲ့ကစားရတာဖြစ်ပြီးတော့ကျန်တဲ့တယောက်က Off the ball runner ပုံစံမျိုးနဲ့ကစားရတာဖြစ်တယ်။တနည်းအားဖြင့် Shadow Striker ပုံစံမျိုး Portra ပုံစံမျိုးကစားရတာဖြစ်ပြီးတော့အသင်းရဲ့ Center Forward ကိုလိုက်ပြီးကူပေးရတာဖြစ်တယ်။ဒါမျိုး Judy Fashion ကို Bellingham ကအကောင်းဆုံးလုပ်နိုင်တယ်။ Real Madrid နဲ့ ပထမအဆုံးချန်ပီယံလိဂ်လာရာတုံးကဆိုလို့ရှိရင်ဘယ်လင်ကန်ကတရားဒီလုံးဒီအဲ့ပုံစံတိုင်းမြေကစားသွားတာဗီနီစီယပ်နဲ့ဘူတိုင်းကိုနောက်မှာဒီပိုချာတစံမျိုးတနည်းအားဖြင့် approach run ပုံစံမျိုးဒီ off the ball runner ပုံစံမျိုးကစားသွားတာကဒါဘယ်လင်ကန်ရဲ့အကောင်းဆုံးလုပ်နိုင်တဲ့ထက်စီတွေကတခုလို့ပြောရလိမ့်မယ်ကျွန်တော်နောက်ဆုံးကြံတဲ့ snapphone နေရာမှာဆိုလို့ရှိရင်တော့ Xavier Alonso က adjustment တွေလုပ်ဖို့လိုလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ Xavier Alonso အရင် Liverpool စင်မှာဆိုလို့ရှိရင် သုံးခဲ့တဲ့တိုက်စစ်မှုတွေကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် target man တွေဖြစ်တဲ့ Bonnie Face တို့ Patrick Shaw တို့ဒါမျိုး player တွေဖြစ်နေရဆိုတော့ကျွန်တော်တို့တွေ့ရတယ်အခု Real Madrid မှာဆိုလို့ရှိရင်ရှိနေတိုက်စစ်မှုက Mbappe ဖြစ်တယ် Mbappe ကတေကြရဲလုံးဝကိုတတ်ခတ်မှာမဟုတ်ဘူး Center forward အနေနဲ့ကစားနိုင်တယ်ဆိုပြီးမှ Dipria က hold up play link up play တွေခေါင်းတိုက်ဘောတွေဒါတွေကိုကျွန်တော်တို့မျှော်သင့်လို့မရဘူး Aerobic ဖြစ်တဲ့ twin goal တွေကိုကျွန်တော်တို့မျှော်သင့်လို့မရဘူးအဲ့တော့ ပုံမှန်တိုင်းတက်ကက်မန်တွေကိုပဲအသုံးပြုလို့ရှိတဲ့ဒီအလွန်ဆိုကိုယ်တိုင်ကလည်းအခုချိန်မှာဆိုလို့ရှိရင် Amber Pillow မျိုးဒီ Inside Forward ကိုဒီ CF နေရာမှာထားပြီးစားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အသင်းရဲ့ဒီ on the ball structure fire တက်ဆုံသွားတဲ့အသင်းရဲ့စနစ်ကိုတိဆောက်တဲ့ပတ်မှာဆိုလို့ရှိရင်တော့ Amber Pillow နဲ့ line မဲ့စနစ်ကိုတိဆောက်ရလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့ prediction ဖြစ်တဲ့ line up ကိုကြည့်မယ်ဆိုလို့ရှိရင်တော့3-4-1 system နဲ့ပဲကစားမှာဖြစ်ပြီးတော့နောက်တက်မှာဆိုလို့ရှိရင်ဘိုးသမားနေရာမှာဆိုလို့ရှိရင် quarter right ရှိမယ် back line မှာဆိုလို့ရှိရင်တော့ Hobson, Rudiger, Militao ရှိမယ် wing back နေရာမှာဆိုလို့ရှိရင်တော့ Vinicius နဲ့ Arnold ရှိနေမှာဖြစ်ပြီးတော့ဒီ midfielder နှစ်ယောက်နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ Chiramani နဲ့ Fabregas ရှိမယ် front 3တောင်းနေရာမှာဆိုလို့ရှိရင်တော့ Mbappe, Bellingham နဲ့ Araujo ဒီပြရာတောင်းရှိနေမျိုးကျွန်တော်ကတော့မြင်တယ် ဒါတော့ဇာဗီလွန်ဆိုတိဆောက်မဲ့ Real Madrid အသင်းမှာပဲ Real Madrid player တွေကနေရာရမယ်ဇာဗီလွန်ဆိုကတော့သူ့ရဲ့အသင်းကိုဘယ်လိုမျိုးကစားကွက်နဲ့ကစားမလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့တူတဲ့အမြင်ကိုဆွေးနွေးခဲ့တာဖြစ်တယ်။အဲ့တော့ဒါ Real Madrid မှာဇာဗီလွန်ဆိုအနေနဲ့ဒီကွင်းထဲမှာဘယ်လိုမျိုးကစားမလဲဒီပိုင်းကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ဒါအောင်ကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်။ဒီပိုင်းအောင်ပြောမယ်ဆိုလို့ရှိရင်တော့လက်ရှိမှာဒါ Real Madrid မှာဇာဗီလွန်ဆိုက တပွဲမှမကရသေးရဖြစ်တဲ့အကြောင်းမို့သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့လီဗာပူးစင်မှာအလွန်ဆိုကဘလိုမျိုးကစားခဲ့လဲဒါကိုပဲကျွန်တော်ပြန်ပြီးတော့ကြည့်ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ဗျာ first pace စတင်ပြီဆိုတာနဲ့ဒါဇာဗီလွန်ဆိုရဲ့လီဗာပူးစင်က3-2 face မှာပဲ beta face ကိုစပြီးတော့တည်တယ်အဲ့ကနေမှဆင်ဒီမှာဆိုလို့ရှိရင် midfield မှာ player ၄ယောက်ရှိပါတယ် Shaka ရှိရယ် Andrick ရှိရယ် Hoffman ရှိရယ် Florian Fast ရှိရယ်ဒီ၄ယောက်က ဒါ Savilon Suet system မှာအရင်အရေးပါတယ်ဒီ Savilon Suet အတင်းကအမြင်တို့ဒီ midfield မှာပဲ overload တည်ပြီးတော့ fast pick ကနေပြီးတော့ second pick ကိုကူးတယ်ဒီမှာသလို့ရှိရင်လည်း Andrich ကနေပြီးတော့ဒီကျွန်တော်ရှေ့မှာရှိတဲ့ Florian Vest ကိုပေးလို့ရတယ်ဒါပေမဲ့သူက white area မှာရှိရဲ green meadow ကိုလှမ်းပြီးတော့ပြေးတယ် green meadow ကိုဘလုံးရပြီဆိုတဲ့အချိန်မှာဆိုလို့ရှိရင် green meadow ကအတော်လေးကိုဒီ height ကိုရောက်နေပြီဆိုတော့ကျွန်တော်မြင်ရလိမ့်မယ်အချိန်နည်းမှာပဲ Florian Vers နဲ့ Hoffman ဒီမြောက်ကလည်းဒါ Boniface နောက်ကနေလိုက်ပြီးတော့ Ebeke Hespi တွေကိုတိုးဝင်မှုပြင်တယ်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင် green meadow ကဒီဘောလုံးကိုဒီ diagonal run အတွင်းကိုဝင်လာပြီးတော့ သူ့အနေနဲ့ဒီအတွင်းမှာရှိတဲ့ Boniface တို့ဒီ Florian Vast တို့ Hoffman တို့စီကိုဘောလုံးပေးဘူးဒါပေမဲ့ဒီ player သုံးယောက်ကဒီ possession ကိုကြည့်မယ်ဆိုလို့ရှိရင် Boniface က drop တီးလုပ်ပြီးတော့ဘောလုံးကိုလှမ်းတောင်းတယ် Florian Vast ကဒီတပြက်သင်းငယ်ခံကြောင်းကိုချိန်သားကတီးတော်ဘူးနေရာယူထားတယ် Hoffman ဆိုလို့ရှိရင်လည်းတပြက်သင်းငယ် head speed ကိုတိုးဖို့ပြင်နေရဆိုတော့ကျွန်တော်တို့မြင်ရလိမ့်မယ်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင် Vimeo တို့ကညာကျမ်းမှာရှိတဲ့ Order C ကိုဘောလုံးပြန်လို့ချလိုက်တယ် အားသာသူကိုပလုံးရသွားတဲ့အချိန်ကိုကြည့်မယ်သလိုရှိရင်တော့နံပါတ်3ရဲ့ဘောက်ရှင်းမှာသလိုရှိရင် Hawkman နဲ့ Florian Wirtz ကရှိနေပြီးသူ့နောက်မှာသလိုရှိရင်အသင်းရဲ့ Center Forward ဖြစ်တဲ့ ဘုန်နီဖေ့စ်ကလည်းတိုင်မဲ့သင်းငယ်ဖရိုင်ပေါင်ရှဲကိုပြင်းမူပြင်နေပြီးတော့ဒီကနေမှဆင်ပဲဒါလီဗာပူးစင်သင်းကဥဆောင်ကိုရရှိခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဒီပီဆောက်ပုံမျိုးကြည့်မယ်ဆိုရှင်ဒါလီဗာပူးစင်သင်းကပတ်3လေးချက်ထဲနဲ့အတင်းတိုင်မဲ့ကဂူပေါက်ထဲကိုရောက်သွားအောင်တိဆောက်တာဖြစ်ပြီးတော့ဇာဗီလွန်ဆွဲအတင်းက drive tacking ကစားတဲ့အတင်းတနည်းအားဖြင့်ဒီ pass နည်းနည်းနဲ့ transition ကိုမမြင်ပစားခြင်းနဲ့အတင်းတို့ကျွန်တော်တို့ပြောရနိုင်မယ် ကျွန်တော်ဒီမှာသလို့ရှိရင်တော့ Zavilon ဆိုတဲ့အသင်းရဲ့တိစောက်မှုမြင်ရလိမ့်မယ်။ဒီမှာသလို့ရှိရင် Trade to Shape နဲ့ The Video Fix ကိုတည်တယ်။ဒီ၅ယောက်ကအသင်းရဲ့ Red Defending လို့ကျွန်တော်ပြောရလိမ့်မယ်။ရှေ့မှာသလို့ရှိရင်အသင်းရဲ့ ဒီ RSS နဲ့ RSS နှစ်ယောက်ရှိပြီးတော့ white area မှာဆိုလို့ရှိရင်တော့အသေးငယ်ဝင်းဘက်တွေရှိနေဆိုတော့ကျွန်တော်တို့ပြင်ရလိမ့်မယ်ကျွန်တော်တို့ဒီမှာတခြားကြည့်လိုက်ဒီမှာဆိုလို့ရှိရင်ညာဒီ Zavilon ဆိုရဲ့အသင်းမှာဆိုလို့ရှိရင်ဝင်းဘက်တွေကဒါ on the ball structure မှာဆိုလို့ရှိရင် winger တွေနဲ့နေရာယူထားရဲဆိုတာကိုတော့ကျွန်တော်တို့ရှင်းလင်းမြင်ရလိမ့်မယ်တတိယအဖြစ်ဒီပလီယာတွေက width ကိုထိန်းသနာဖြစ်ပြီးတော့ အတင်းရဲ့တိုက်စစ်ကိုကုညီရဲ့ပြမသူလို့ရှိရင်တော်လေးကိုအရေးပါတဲ့ player တွေလို့ကျွန်တော်ပြောရလိမ့်မယ်ဒီမှာသူတို့ရှိရင် back line ကနေစဒီ drop pick လုပ်ပြီးဆေးလာတဲ့ Florian Fast ကိုဘလုံးပေးတဲ့ Florian Wirtz ကိုဘောလုံးရပြီဆိုတာနဲ့နောက်မှာကျန်တဲ့ Andre C ကိုဘောလုံးပြန်ချပေးတယ်။ Andre C ကိုဘောလုံးချသွားတဲ့အချိန်ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဗျာဒီမှာတခြားကြည့်မယ်ဆိုလို့ရှိရင် Leverkusen တင်းငယ် midfielder ၄ယောက်ထိတောင်မှဒီပေါ့ box midfield ပုံစံမျိုးနဲ့ကိုယ်တင်းငယ်ဖွင့်မှတ်ချက်မှာတည်ထားရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒါကိုပြန်ပြန်တင်းငါလည်းပြန်ပြီးထိမှုအတွက်သူတို့ကဒီ winger တွေကိုပါအတွင်းပို့ပြီးတော့ဒီ Leverkusen ရဲ့ box midfield ကို control ယူဖို့ကြိုးစားတယ်။ဒါပေမဲ့ဒီမှာဆိုလို့ရှိရင် Leverkusen player တွေရဲ့ positioning က အတော်လေးကိုစနစ်ကြပြီးတော့ကျွန်တော်တို့ဒီပုံမှာဆိုလို့ရှိရင်ဒါအသီးငယ် RSS ကလုံးဝလွတ်နေရယ်ဒီ player C ကိုပဲ Android ကတောက်လျှောက်ဘောလုံးပြန်ပြီးထိုးပလိုက်တယ်ဒီ Liverpool စင်ရဲ့ RSS C ကိုဘောလုံးရောက်သွားတဲ့အချိန်မှာပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့အသီးငယ် winner တစ်ယောက်ဖြစ်တဲ့ Frimpong က ဒီ wing back ဆိုတာတဲ့ဒီမှာဆိုလို့ရှိရင် winger လိုမျိုးဒါ runner ပုံစံမျိုးနေရာယူထားရဆိုတော့ကျွန်တော်တို့မြင်ရလိမ့်မယ်ဒီ frimonti ကိုပဲဘောလုံးခံထားရဲ့ player ကဘောလုံးထိုးပြီးတယ်အဲ့ကနေမှဆိုရင် frimon ကညာတန်းကနေ cross တင်ပြီးတဲ့ဘောလုံးကို patricia ကပိတ်သွင်းပြီးတော့ liverpool စစ်နဲ့ဥဆောင်မှုတကူသွင်းယူပြနိုင်ခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော် conclusion ကပြောရမယ်ဆိုလို့ရှိရင်တော့ xavi alonso က သူ့တင်းကိုတိဆောက်တဲ့အပိုင်းမှာဆိုလို့ရှိရင်လက်ရှိကြီးရလောက်တော့ဒီ3 back ကိုပဲအဓိကအားဖြင့်တည်ပြီးတော့တိဆောက်လေးရှိတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒါစားရဲဆိုတဲ့နေရာမှာဆိုလို့ရှိရင်လည်းဒီ on the ball structure မှာဆိုလို့ရှိရင်ဒီ midfield မှာ back midfield ကိုပုံဖော်ပြီးတော့ဒီ midfield ကိုပဲ overload တည်ပြီးတော့ fast speed ကိုတည်တယ်။အဲ့ကနေမှဆင်အတင်းငယ်ဒီ wing back တွေက on the ball မှာဆိုလို့ရှိရင် defensive ဖူဘာတွေလိုမဟုတ်ဘဲနဲ့ဒီဝင်းငါပုံစံမျိုးနေရာယူပြီးတော့အတော်လေးကို advance position မှာနေရာယူရတယ် အဲ့ဒီဝင်ဘက်တွေစီကိုဒါလေးဘက်ကစင်းရဲ့မီဖီတာတွေပေါလုံးပြန်ပို့တယ်အဲ့ကနေမှစစ်ဒီဝင်းဂါတွေက cut inside လုပ်ပြီးတော့ဒီ side chain pass တွေပင်းပင်းပင်းမဟုတ်လို့ရှိရင်သူတို့ကိုယ်တိုင် ball carrying လုပ်မယ် dribbling တွေလုပ်မယ်အဲ့ကနေမှစင်းအသင်းရဲ့ center forward ဖြစ်တဲ့ exit move ကိုဒါ crossing နေနဲ့ပံ့ပိုးမှုလုပ်ပြီးတော့ဒီ exit move ကပဲ goal သွင်းတယ်တစ်ချိန်တည်းမှာပဲ exit move နောက်မှာသူတို့ရှိရင်အသင်းရဲ့ RSS နဲ့ RSS နှစ်ယောက်လုံးက hash speed တွေကိုပြီးဝင်ပြီးတော့ တိုက်စစ်မှုကိုဝိုင်းပြီးပန့်ဖို့ပြတဲ့ပုံစံမျိုးကိုစားတယ်ပြီးလို့ရှိရင်အတင်းကကစားပွက်တိဆောက်တဲ့ပြမသလိုရှိရင်လည်းလင်းလင်းမြန်မြန်နဲ့ဒီ pass တွေအများကြီးကိုမတုံးမဲနဲ့ပြပတင်းရဲ့ခိုးပေါက်ရှိကိုမြန်မြန်သွားလို့ရအောင်တိဆောက်ထားရဆိုတော့တွေ့ရပြီးတော့အတော်လေးကို modernize ဖြစ်ပြီးတော့ real metric ကိုတစ်ခစ်စမ်းစီမဲ့ပုံစံမျိုးကိုကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့ personal point ကိုပြောရတော့ဒီ real metric နဲ့ savilon ဆိုတဲ့ပေါင်းစပ်မှုက တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကလည်းဇာဗီလွန်ဆိုရီယယ်မက်ထရစ်မှာအောင်မြင်လို့ထင်တာဇာဗီလွန်ဆိုနေတဲ့ရီယယ်မက်ထရစ်မှာဘာဖြစ်လို့ပြမယ်လို့ထင်တယ်ဒါနဲ့ပတ်သက်ပြီးတော့လေကိုယ့်ရဲ့မြင်ကောင်းမှချက်ဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးအဆုံးကြည့်ပေးခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်